မင်္ဂလာပါခင်ဗျာရှင်အောင်ခစ်တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာစီကုံတဲ့၄ဦးကခွဲတိုင်းရစာအုပ်ဇီးတွေကိုပြည်သူတွေစီဖြန့်ဝေရောင်းချပေးခြင်းမရှိပဲထွေအုပ်အပါဝင် အာဏာပိုင်တွေနဲ့ပေါင်ပြီးပြင်ပဈေးကွက်ထဲကိုစစ်ကောင်စီကတတ်မှတ်ထားတဲ့ဈေးနှုန်းတော့မဟုတ်ပဲစာအုပ်ဇီးတပိတ်တောက်ကိုငွေကျပ်14000ဒေါ်အထိအမျက်တင်ပြီးပြန်ရောင်းနေတယ်ဆိုပါတယ်ရုရှားနိုင်ငံက IL-76 ကုန်တင်လေယာဉ်ဟာ နေပြီးတော့အေလာလေတက်အတွင်းကိုမနေ့ကညပိုင်းမှာပဲရောက်ရှိလာပြီးဂုံပြည်စီတွေလာရောက်ပို့ဆောင်နေပြန်တယ်လို့နေပြီးတော့လေတက်သတင်းရင်းမြစ်ကပြောထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းမှာစီကုံတဲ့လေးဦးကခွဲတန်းရစားအုံးစီတွေကိုပြည်သူတွေကိုဖျက်ဝေရောင်းချပေးခြင်းမရှိပဲထွေအုပ်ပါဝင် အာနာပိုင်တွေနဲ့ပေါင်ပြီးပြင်ပဈေးကွက်ထဲကိုစစ်ကောင်စီကတတ်မှတ်ထားတဲ့ဈေးနှုန်းတော့မဟုတ်ပဲ စောင်းစီတပိတ်သားကိုငွေကျပ်14000အထိအမျက်တင်ပြီးပြန်ရောက်နေတယ်လို့စီကုံးတဲ့သတင်းရှင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းမှာစောင်းစီတွေကိုလိုင်စင်ရစီကုံးတဲ့ကြီးတွေကနေတဆင့်ရောက်ချဖို့ဖြန့်ဝေပေးထားရမှာ။စောင်းစီကုံးတဲ့လေးဦးဟာသူတို့ခွဲတန်းရတဲ့စီတွေကိုပြည်တွေကိုပြန်မရောက်မဲထွေအုပ်အပါအဝင်အာနာဘိုင်တွေနဲ့ပေါင်းပြီးပြင်ပဇစ်ကွက်ထဲမှာမတရားအမျက်တင်ပြီးတော့ပြန်ရောက်နေတယ်ဆိုပါတယ်။စစ်ကောင်စီကစောင်းစီတပိတ်သားကို 9380ကျပ်သတ်မှတ်ထားပြီမဲ့လက်တွေ့ဈေးကွက်ထဲမှာတော့အစောင်းစီတပိတ်သားကိုငွေကျပ်14000အထိဈေးနှုန်းရှိနေပြီတချို့စီကုံတွေကသူတို့ရတဲ့ခွဲတန်းတွေကိုပြည်သူတွေစီပြန်မရောက်မဲ့အာနာပိုင်တွေနဲ့ပေါင်းရိုက်နေကြတယ်လို့စီကုံတဲ့သတင်းအရှိမိကပြောထားပါတယ်အဲ့ဒီကမှတင်ငန်းကျုံမြို့နယ်မှာရှိတဲ့ဆိုင်းစော်လင်းဆိုသူရဲ့ကျဲဖြူစီဆိုင်ဆိုရင်သူတို့ရတဲ့စောင်းစီခွဲတန်းကိုပြည်သူတွေစီရောက်မဲ့ကိုယ်စလဲတွေစီမပေးပဲတင်ငန်းကျုံထွေအုပ်တွေနဲ့ပေါင်းပြီးတော့လက်ဝက်ကြီးအုပ်ထားတယ်လို့ အဲ့ဒီစိုင်းစော်လင်းဆိုတဲ့သူနဲ့တခြားစီကုံတွေတွေကတင်ငန်းညွန့်ထွေအုပ်ယုံကိုငွေကျပ်သိန်းပေါင်းများစွာပေးကမ်းထားတဲ့အတွက်ဘယ်သူလာပြောပြောထွေအုပ်ယုံကအဲ့ဒီသူတွေကိုအကာအကွယ်ပေးထားသလိုတခြားမြို့နယ်နဲ့တိုင်းတွေမှာလည်းဒီလိုပုံစံတွေပါပဲလို့စီကုံတဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါလေစစ်ကောင်စီကတော့သူတို့တမထားတဲ့ဈေးနှုန်းနဲ့ပဲစောင်းအောင်စီတွေကိုစီကုံတဲ့တွေကနေတဆင့်ပြည်သူတွေကိုရောင်းချဖို့ခွဲတန်းချပေးလိုက်ပြီမဲ့လက်တွေ့မှာတော့စောင်းအောင်စီကုံတဲ့တွေဟာတဆန်ရထွေအုပ်ယုံနေနဲ့ပေါင်းစားပြီး ဈေးကွက်ထဲမှာမတရားအမျက်တင်ရောက်ချနေတာကြောင့်စောင်းစီဈေးတွေကျဆင်းမှုမလွယ်တော့သလိုအဲ့ဒီစောင်းစီတွေဟာနိုင်ငံကနေနှစ်စင်တင်သွင်းနေရတာဖြစ်တဲ့အတွက်လက်ရှိပြည်တွင်းမှာလည်းဒေါ်လာပြက်လက်မှုတွေကြောင့်နိုင်ငံအတွင်းစောင်းစီပြက်လက်မှုတွေပါရှိလာနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ရုရှားနိုင်ငံက IL-76 ကုန်တင်လေယာဉ်ဟာနေပြည်တော် AL-4 တက်အတွင်းကိုမနေ့ကညပိုင်းမှာပဲရောက်ရှိလာပြီးကုန်ပစ္စည်းတွေလာရောက်ပို့ဆောင်နေပြန်တယ်လို့ နေပြီးတော့လေးတက်တင်းရင်းမြစ်ကပြောပါတယ်ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီကျော်လောက်မှာပဲရုရှားနိုင်ငံက IL-76 ကုန်တင်လေယာဉ်ဟာနေပြီးတော့ပြည်ပဆိုင်ရာလေစိတ်အတွင်းကိုဆက်ရောက်လာပြီးအဲဒီကနေတစင်းကုန်ပစ္စည်းချဖို့နေပြီးတော့ AL leader ထက်ကိုဝင်ရောက်သွားတယ်ဆိုပါတယ်အဲဒီရုရှားကုန်တင်လေယာဉ်ဟာနေပြီးတော့မှ2ရက်ဝန်းကျင်ရန်နာထမှာဖြစ်ပြီးဇွန်လ14ရက်နေ့ကလည်းနေပြီးတော့ကိုကုန်တွေလာရောက်ပို့ဆောင်ခဲ့သေးတယ်လို့သိရပါတယ်အဲဒီလိုရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကကုန်တင်လေယာဉ်တွေဟာ နေပြည်တော်ကိုလာရောက်ပြီးစစ်လက်နက်ပစ္စည်းတွေစစ်သုံးပစ္စည်းတွေငွေစက်ကူရိုက်နေရမှာအသုံးပြုတဲ့စက်ကူတွေနဲ့မှင့်အမျိုးအစားတွေကိုမကြာခဏဆိုသလိုလာရောက်ပို့ဆောင်နေတယ်လို့လည်းလေတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းကပောက်ခေါက်မြို့နယ်မှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့သတင်းကိုလိုက်လံစုံစမ်းပြီးအကြမ်းဖက်စစ်တပ်အတွက်အာဂျိုမန်တက်အလုတ်လုတ်ပေးနေတယ်ဘိုဝင်းဆိုသူပြစ်ခတ်ခံရပြီးသေသွားပြီးလို့၃၆၃ညတိ PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တိကိုပြောပါတယ် ်ဇွန်လ15ရက်နေ့ကပဲပခုံးမြို့နယ်ကတောင်လေရွာမှာအကြမ်းဖက်စစ်ကောင်စီအတွက်အချိအကျဲတည်င်းပေးလုပ်နေတဲ့ဘုံဝင်းဆိုသူကိုတော်လိုင်းရေးတပ်တွေကပြစ်ခတ်ရှင်းလင်းရမှာနေရမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ဘုံဝင်းဆိုတဲ့သူဟာတော်လိုင်းရေးတပ်ဖွဲ့ရဲ့တည်င်းကိုလိုက်လံစုံစမ်းပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေရဲ့ထောက်ပို့တွေကိုပါစစ်တပ်ကိုတည်င်းပေးဖန်ခိုင်းဓာတ်တွေကိုယ်တိုင်လမ်းပြလောက်တာတွေစစ်တပ်အကုန်းနဲ့ပြည်သူတွေကိုပါတည်င်းပေးဖန်ခိုင်းမယ်ဆိုပြီးချိန်ချောက်တဲ့အထိလောက်လာတဲ့အတွက် ြစ်ခတ်ရှင်းလင်းရတာဖြစ်ပြီးအခုတော့သေပြီလို့36391 PPDF တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ရေဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအရတပီသူတွေနေထိုင်ရာဘက်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စံစက်အလုသမားကိုဝင်းတော်မို့ဆိုတဲ့သူလက်နက်ကြီးထိမှန်တေဆုံးသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဇွန်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေဦးမြို့မှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်က ရသပြည်သူတွေနေထိုင်ရာခြေရွာတွေဘက်ကိုလက်နက်ကြီးနဲ့ရေအရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာစစ်ကောင်စီရဲ့လက်နက်ကြီးကြီးဟာဖိန်ကခြေရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးဆန်ဆက်အလုသမားကိုဝင်းတော်မိုးဆိုတဲ့သူတစ်ဆုံတော့ခဲ့ရတဲ့အပြင်သူ့ရဲ့တမိလေးလည်းဒဏ်ရာအပြင်းထန်ရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါလိမ့်ခင်ဗျ။အခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံအပါအဝင်အရှိတောင်အရှနိုင်ငံတွေကကြက်ပြက်ငွေလိမ်ဂိုင်းတွေဟာ အမေရိကန်တွေကိုပြစ်မှတ်ထားလာပြီးလိန်လေခံရတဲ့အမေရိကန်နိုင်ငံသားတချို့ဟာကိုကိုကိုတတ်တည်မှုတွေပါဖြစ်ပွားနေတယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့အမေရိကန်နိုင်ငံသားဒက်နစ်ဂျုံးဆိုတဲ့သူဟာကြက်ဖက် online ငွေလိမ်ကိန်းကနေ Facebook ကနေတဆင့် Jesse အမည်ရှိတဲ့အမျိုးသမီးကချင့်ကပ်လာပြီး online ကနေပဲငွေချေးတွေကိုလိန်လည်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်ကြက်ဖက် online ငွေလိမ်ခံရတဲ့အမေရိကန်နိုင်ငံသားဒက်နစ်ဂျုံးဟာပြီးခဲ့တဲ့မတ်လကပဲသူ့ကိုသူတတ်တည်သွားတယ်လို့ CNN သတင်းမှာဆိုထားပါတယ်။ အခုလိုမျိုးကြက်ဖြန့် online ငွေလိမ်ဂိုင်းတွေကနေငွေကြေးတွေလိမ်လည်ခံလိုက်ရတဲ့အမေရိကန်နိုင်ငံသားများစွာရှိလာနေပြီမြန်မာနိုင်ငံပအဝင်အရှိတောင်အရှက်ကတရုတ်ဂိုင်းတွေအ धिक လှုပ်ဆောင်နေတဲ့ကြက်ဖြန့် online ငွေလိမ်ဂိုင်းတွေဟာကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုကြီးရဲ့မရေတွက်နိုင်တဲ့တားကောင်တွေတဲကလက်ရှိမှာတော့အမေရိကန်နိုင်ငံကိုပြစ်မှတ်ထားလာနေပြီလို့လဲ CNN သတင်းမှာဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ